အားလုံးမင်္ဂလာပါဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်က AI tool တွေတုံးတော့အဲ့တော့ကျွန်တော် YouTube ဗီဒီယိုတီမို့အတွက်ဗီဒီယိုတပုတ်ဖန်တီးနေလေးမြောက်ပေးမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေများကအဲ့တော့ကိုကတခါကြလို့ရှိရင်ဘာတင်မှမပဲသူအိုင်ဒီယာလေးရမရှိဘူး အဲ့တော့ကျွန်တော်တို့လူတွေကိုလူတွေကိုဆွဲဆောင်နိုင်တဲ့ခွန်တက်မျိုးတွေတဲ့ဖန်တီးခြင်းတဲ့အဲစပြအဲ့တော့ကျွန်တော်မိတ်ဆွေများအဲ့တော့ဘယ်ဟာတွေစဉ်းစားမှမသိဘူးဖြစ်နေအခုကျွန်တော်ပြောတဲ့ဤတန်လုပ်လို့ရပါတယ်မိတ်ဆွေများကကိုစိတ်ဝင်စားရကိုဝန္ဒနာပါရကိုလမ်းကိုသွားမဲ့လမ်းကြောင်းတစ်ခု niche တော်ရွေးပြီးပြီးထင်ပါတယ် niche တကကိုသွားမဲ့လမ်းကြောင်းကိုတင်မဲ့ဗီဒီယိုမျိုးစားပဲဖြစ်ပါတယ်အချက်ပြုတ်အစားအသောက်ဤပညာ ော်လုံးကြောင်းခီးသွားတဲ့ blog လို့အစားတောက်လို့အစားပြပုံတော့ကျွန်တော်ရေဖုန်း review တွေအစားပြပုံတော့ကိုဝါနာပါရကိုကျွမ်းကျင်ကိုပိုင် ကိုပိုင်နိုင်ရာကိုတော့မဟုတ်ကိုစိတ်ဝင်စားတဲ့အရာတစ်ခုခုကိုအဲကျွန်တော်တွေ share လို့လို့ရတယ်မြောက်ပေးလို့ရပါတယ် okay ကျွန်တော်ဒီနေ့မှာတော့ဥပမာအနေနဲ့ဗီဒီယိုကျွန်တော်တွေ AI software 2ကိုအသုံးပြီးဗီဒီယိုတစ်ပုဒ်လုပ်ပြမယ် အဲ့တော့ကျွန်တော်ကလောလောဆယ် Gemini အရင်ကိုပဲသုံးပြမယ်အဲ့တော့ Gemini မှာကျွန်တော်တို့ကကျွန်တော်တွေကျွန်တော်သိချင်တာလေးမေးပြီးတော့သူပြောတဲ့အချက်လက်တွေပေါင်းပြီးတော့ဗီဒီယိုတစ်ပုဒ်ဖန်တီးမယ်အဲ့ဥပမာဆိုကြပါစို့အဲ့ကျွန်တော်ကဒီမှာဒီမှာဒီဒီကိုသူ့မေးလိုက်မယ်နော်သူ့ကိုကျွန်တော်မမေးလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ရေးလိုက်တယ်မြန်မာနိုင်ငံမှာအချမ်းသာဆုံးပုဂ္ဂိုလ်၅ဦးကိုဖော်ပြပေးပါဆိုပြီးကျွန်တော်ရေးလိုက်တယ်ရေးပြီးတော့ကျွန်တော်မြားလေးနဲ့သူ့မေးလိုက်မယ် မေးပြီးရင်သူဘလို့ပြန်ဖြေမလဲโอเคအဲ့ဒါလေးကိုကျွန်တော်ချက်ကြည့်ကြည့်လဲအောင်အဲ့တော့အဲ့ချမ်းသာသောငါးဦးစင်ရင်သူပြောပြလာโอเคပြောပြပါတယ်အဲ့ဒီမှာပေါ့နော်โอเคအဲ့တော့ဆိုရှင်ကျွန်တော်တို့ကဒီမှာကိုဗီဒီယိုတစ်ပုဒ်ရသွားပါပြီအဲ့တော့ကျွန်တော်ကဖုန်းယူမယ် record ဆိုတဲ့နေရာကျွန်တော်ဖုန်းမှာပါတယ် recording link ကိုဖွင့်မယ်ဖွင့်ပြီးတော့ကျွန်တော်တွေအားလုံးပဲမင်္ဂလာပါခမရပပညာတကပေါ့ကိုယ့်ရဲ့ channel ကိုကိုမိတ်ဆက်ပြီးဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအချမ်းသာဆုံးစင်ဝင်ငါးဦးရှိပါတယ်အဲ့ဒါလေးကတော့နံပါတ်1 အဲကျွန်တော်တွေကောနံပါတ်1ကနေပဲဆက်ဆက်နံပါတ်5အနေပဲဆက်ဆက်ကြိုက်သလိုစပါအဲတချို့လည်း5နေစတယ်ချို့လည်း1ကနေစတယ်မိတ်ဆွေများလည်းကြိုက်သလိုစလို့ရပါတယ်အဲ့တော့နံပါတ်1စင်းုံမြန်တော်ဥတီစာဖြစ်ပါတယ်ထူးကုမ္ပဏီ group ကို two company group ပိုင်ဆိုင်ထားပြီးဥက္ကဋ္ဌဖြစ်ပါတယ်လေချောင်းလိုင်းလေးတက်လုပ်ငန်းလေးခီးသွွားလာရေးလုပ်ငန်းလေးဆောက်လုပ်ရေးလုပ်ငန်းတွေစတဲ့လုပ်ငန်းများစွာပိုင်ဆိုင်တဲ့တတိတူပဲဖြစ်ပါတယ်နံပါတ်2ကတော့ဦးထွန်းမြတ်နိုင်ပဲဖြစ်ပါတယ် Stephen Law Stephen Law ပေါ့နော် เอเชียวอลคอมพานีลิมิเต็ดကိုအုပ်စုအုပ်ရဲ့အဓိကပုံကများတဲ့မှာတူဖြစ်ပါတယ်စိတ်ကန်းတို့လန်တတားတို့ဆောက်လုပ်ရေးတို့ဆွမ်းအင်းစသည့်လုပ်ငန်းတွေမှာလုတ်ကင်နေဖြစ်ပါတယ်နံပါတ်3ကတော့ဥစစော်ပဲဖြစ်ပါတယ်အယဝတီဘန်ရဲ့အယဝတီဘန်ရဲ့ Nomad Group ဥက္ကရာပဲဖြစ်ပါတယ်ဘန်လုပ်ငန်းဆောက်လုပ်ရေးနဲ့ဆွမ်းအင်းအားကစားစသည့်လုပ်ငန်းများကိုလုတ်ကင်နေနေပဲဖြစ်ပါတယ်နံပါတ်4ကတော့ဥုံကိုဝင်းပဲဖြစ်ပါတယ်ကမ္ဘောဇာဘန်ရဲ့ ကျွန်တော်တွေကမ္ဘောဇမန် group ရဲ့တည်ထောင်နေသူပဲဖြစ်ပါတယ်ဥက္ခရာလည်းဖြစ်ပါတယ်တတ်ထုတွင်းတို့အာမတ်ကန်လုပ်ငန်းတို့လေကြောင်းတို့စတဲ့လုပ်ငန်းတွေကိုလုပ်ကင်နေသူပဲဖြစ်ပါတယ်နံပါတ်5ကတော့ဥသိမ်းဝင်ပဲဖြစ်ပါတယ် United America Bank UB Bank နဲ့ကျွန်တော် FMI group ဖက်မြန်မာကျွန်တော်တွေ investment ဥက္ခရာတည်ထောင်သူတွေဖြစ်ပါတယ်အဲ့တော့ဘန်နာရေးအင်ချမ်းမြေတွေခေသွားလုပ်ငန်းတွေစတဲ့လုပ်ငန်းတွေလုတ်ကန်ရင်အဲ့လူပဲဖြစ်ပါတယ်။အော်ကျွန်တော်စပစ်ပုံတော့ဒီမှာ အဲဒီမှာဥချစ်နိုင်လောင်ဥချစ်ခိုင်တော့ပါသေးတယ်โอเคဒါကကျွန်တော်ဥမှာပြောပြပေးတာအဲကျွန်တော်မိတ်ဆက်များတရားလေးကိုချဲ့ထွင်ပြီးတော့ဒီတရားလေးကိုကြည့်ပြီးပြောရုံပဲအလွယ်လေးပဲเนาะကျွန်တော်တို့ကကျွန်တော်တို့စကရစ်တွေရေးပေးမဲ့သူကျွန်တော်တို့ကအကြံမစကရစ်ရေးစာမလုပ်ဘူး အဲကျွန်တော်တို့ခုလိုမျိုး AI ထုပ်ရိယာ secret တွေရေးပေးထားတယ်ဒါလေးလို့ကျွန်တော်တို့ကဖတ်ပြီးရောကိုယ့်ကို flow လေးနဲ့ပေါ့နော်ကို flow နဲ့ပြောတတ်တယ်လို့လေးကိုတေချာလေးပြောပြီးရောကိုမပြောတတ်လည်းကိစ္စမရှိဘူးသူများလေးဘလို့ပြောလဲကြည်လိုက်ရုံပဲဟောဟောအဲ့ဒါဆိုရင်ကိုလည်းကိုယ့်အပေါ်နဲ့ကိုပြောပြီးဗီဒီယိုတစ်ပုဒ်ဖန်တီးလိုက်ရုံပဲ okay ဒါကကျွန်တော်ဥမာပြောပြတာနောက်ကျွန်တော်နောက်တစ်ခုထပ်ပြောမယ်အဲနောက်တစ်ခုကတော့ okay ကျွန်တော်နောက် ုတုထပ်မင်းပါတော့နှလုံးကိုပေါ့နော်ဒါတော့ကျမိုင်နဲ့ပတ်သက်သွားပြီနော်နှလုံးကိုအားတိုးစေတော့တတိငါးမျိုးကိုဖော်ပြပေးပါဆိုပြီးကျွန်တော်သူ့ကိုရေးလိုက်တယ်ရေးပြီးထုံးစံတိုင်းမဲ့ကျွန်တော်မေးရေးကြည့်လိုက်မယ် Okay ဒါဆိုရင် तू ကကျွန်တော်တို့ script တစ်ခုရေးပေးနေတာပဲအဲ script ကိုကျွန်တော်တို့ရဲ့အားပေါ်ကျွန်တော်တို့ရဲ့အတန်တစ်ခုနဲ့ကျွန်တော်ပြောရုံပါပဲအဲဒါဆို तू ကငါးမျိုးပြောငါးမျိုးဖော်ပြကျွန်တော်က10မျိုးဆိုရင်10မျိုးဖော်ပြပါနော်ဗီဒီယိုရှည်ရှည်လေးရှည်ရှည်လေးတွားခြင်း10မျိုးလောက်ဖော်ပြခိုင်း15မျိုးလောက်ဖော်ပြခိုင်းဒါကျွန်တော်ဥပမာအနေနဲ့ငါးမျိုးဖော်ပြထားတာနော် โอเคဒါဆိုရင်နှလုံးကိုအားတိုးစေတဲ့အစစာမြန်မာမိတ်ဆွေများလည်းနှလုံးအားတိုးနေနှလုံးအားတိုးခြင်းနဲ့နှလုံးအားနေတဲ့မိတ်ဆွေများဒီစစာတွေကိုစားသင့်ပါတယ်အဲစားပြပေါ့เนาะကိုပြတော်ဆိုပြောပါနံပါတ်1ကတော့ငပြောသီးဖြစ်ပါတယ်အားတဲ့ချက်ကတော့ပိုတစီယမ်နေပိုလင်းစံဓာတ်ကြွယ်ဝဆိုပါဝင်သောကြောင့်သွေးပောင်ချိန်ကိုချိန်ညှိပေးရာနှလုံးကျန်းမာရေးကိုဓာတ်ရက်ထောက်ကူဖြစ်ပါတယ်ဟုတ်စပြပေါ့เนาะအကျွန်တော်ရေ sorry ဒါကတော့နံပါတ်2ပေါ့အမှ နံပါတ်1နံပါတ်2မှာနံပါတ်3မှာ top at the အဲစာပြပုံနဲ့တရားလေးကိုကြည့်ပြီးတော့ကျွန်တော်တို့ကပြောလိုက်ရုံပဲအလွယ်လေးပဲเนาะကျွန်တော်တို့ script ရေးပေးပြီးသားကျွန်တော်တို့တစ်ခါကျတော့ရှင်အာဗီဒီယိုလုံးမဆို script ရေးဖို့လိုတယ်ဒါမှကျွန်တော်ဗန်နီယာလေးဖြတ်တောက်ပြောမယ်ဗန်နီယာလေးကိုနားမယ်ဗန်နီယာလေးကိုလူတွေစိတ်ဝင်စားအောင်ပြောမယ်ဆိုတော့ကျွန်တော်ကသိမှာဒါဆိုရင် तू ကကျွန်တော်တို့ script တာရေးပေးထားတာပဲမနောအများကြီးပဲအဲကျွန်တော်ပြောတဲ့အတိုင်းပဲ၅ချက်ဆိုတော့၅ချက်ပဲအဲ့တော့15မျိုးဆိုတော့15မျိုးဖော်ပြပေးလိမ့်မယ်အဲကျွန်တော် အဖဲဖြစ်ပါတယ်ပန်သီးအာတက်ချက်ကတော့အဲဒီမှာသူပြုံနေတော့ကျွန်တော်စပြီး fiber ဘာညာတက်ခါလေးပေါ့ဒီမှာမိတ်ဆွေမြန်ကဒီဟာတို့ကိုစိတ်ဝင်စားရလမ်းကြောင်းတစ်ခုအဲ့တော့မဟုတ်ပဲနဲ့ကျွန်တော်မိတ်ဆွေရမြန်မာနိုင်ငံရဲ့အလှပဆုံး9နှစ်ရကိုဖော်ပြပေးပါတော့အဲ10နှစ်ရောက်ဖော်ပြပေးပါတော့အဲမြန်မာနိုင်ငံရဲ့ ကျွန်တော်တို့တွေအဲစပစ်ပေါ့နော်အထူးကျွန်ဆုံးပုံကိုတွေတို့အဲဒါမှမြန်မာနိုင်ငံရဲ့အဲစပစ်ဘာဖြစ်နေညာဖြစ်တယ်ပေါ့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်၅ဦးဖော်ပြပြီးပါအဲအဲ့လိုစပစ်ပေါ့နော်ကျွန်တော်တို့ကတကယ်ကိုဒိတ်တိကျဲပုံကိုဗီဒီယိုအဲ့လိုမျိုးအကြောင်းနေတင်မယ်ဆိုလို့ရှိရင်လူတွေကအရန်ကိုစိတ်ဝင်စားတယ်အရန်ကိုစိတ်ဝင်စားတယ်နော်ဒါကျွန်တော်မိတ်ဆွေများဘာပြီးတော့လုံးဝမသိဘူးဆိုလို့ရှိရင်အခုကျွန်တော်ပြောတဲ့အတိုင်းလို့ဒါလုပ်လို့ရတယ်အဲကျွန်တော်တို့ကဒါဆိုရင်ဒီဟာလေးကိုကြည့်ပြီးတော့အတန်အတွင်းလိုက်မယ်အဲဒီဒီဟာလေးကိုကြည့်မယ်ကြည့်ပြီးတော့ကျွန်တော်တို့ကဒီမှာ recording လေးရှိတယ်အဲ recording လေးကိုကျွန်တော်ဖွင့်လိုက် recording ဖွင့်ပြီးတော့အသားလေးပြောမယ်ပြောပြီးဆိုတော့ ਨੇ ကျွန်တော်တွေပြီးပါပြီ ပြီးတော့ insure software တွေဝင်ဝင်လိုက်မယ်ဗျာ insure software တွေဝင်လိုက်မယ် insure software တွေဝင်လိုက်ပြီးတော့ကျွန်တော်တွေအပေါင်းဗျာကျွန်တော်ဗီဒီယိုလေးနှိပ်မယ် new လေးနှိပ်ပြီးတော့ခုနပြောတဲ့အတိုင်းပဲဥပမာကျွန်တော်ကျမိုင်းနဲ့ပတ်သက်တဲ့အသီးတရားကျွန်တော်တို့ငပြောသီးတို့အဲထောပတ်သီးတို့ဘာဖြစ်ဘာတိညာသီးတွေပေါ့အဲ့အသီးတွေကိုကျွန်တော်တို့က pin thread မှာလည်း download ရတယ် google မှာလည်း download ရတယ် အဲပင်ထွက်တော့ကိုကလေးလုံးမှာအဲ့အသီးတွေကိုထားလိုက်မယ်ဗျာအယူယူလိုက်မယ်ပေါ့ယူလိုက်ပြီးတော့ကျွန်တော်တို့ကဒီဒီမှာ slide show ပုံစံမျိုးနဲ့ကျွန်တော်တို့ကပြန်ထည့်လို့ရတယ်နော်ဒီမှာ slide show ပုံစံမျိုးနဲ့ပြန်ထည့်လို့ရတယ်အော်ကျွန်တော်မှ slide show ပုံပြန်ထည့်လို့ရတယ်အားလုံးပုံနော်အဲ့တော့ဒါမှမဟုတ်လို့ကျွန်တော်တို့ရေအဲ့တော့အစိတ်ပြင်းဆုံး မွေငါမွေငါမျိုးကိုဖော်ပြပါဆိုလို့ရှိရင်ဟာဒါဆိုစိတ်ပင်းတဲ့မွေငါမျိုးကိုသူကပြောပြလိုက်မယ်အဲ့ဒါလေးကိုတေချာလေးဖတ်လိုက်ရုံပဲဟောဒါဆိုရင်အစိတ်ပင်းတဲ့မွေငါမျိုးတွေမှာသူပြောတဲ့မွေလေးလေးဒေါင်းလုဒ်ဆွဲလိုက်ရုံပဲပင်းထွက်မှလည်းရတယ်အာကျွန်တော်တို့ဒီပင်ထွက်မှလည်းရတယ်ကျွန်တော်တို့ဒီမှာကိုခဲမှလည်းရတယ်အဲ့ဒါဆိုရင်ကျွန်တော်အဲ့မွေလေးကိုဒီမှာထည့်လိုက်မယ်အဲ့တော့ကျွန်တော်ဒီဖွဲတက်ပြီးတော့ကျွန်တော်ဒီမှာ channel နေပြီးတော့ YouTube site city by night ကိုရွေးမယ်တေးနေနည်းနည်းချဲလိုက်မယ်အဲပြီးလို့ရှိရင် animation လေးပေါ့တကောင်နဲ့တကောင်တစ်ခုနဲ့တစ်ခုအပြောင်းလေးမှာ animation လေးထည့်လိုက်မယ်အဲကိုကဘယ်လိုသွားချင်တာလဲဒီလိုလေးလာမှာလားအဲဒီမှာဒီတစ်ခုရောဘယ်လိုလေးလာမှာလဲအဲဘီယန်နေလာမလားအပေါ်နေကြလာမှာလားစစပြပေါ့အသေးနေလဲကျွန်တော်တွေသေးနေလဲချက်ချက်လို့ရအောင်နော်မသေးနေလဲချက်လို့ရတယ်အဲဒါဆိုရင်ကျွန်တော်တွေခုနပြောတဲ့အတန်ပေါ့နော်အတန်ခုနကျွန်တော်တွေ audio လေးကိုနှိပ်မယ် ခုနပြောတဲ့ audio နေပြီးတော့ my music ကိုနှိမ့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့တင်ခြင်းနဲ့အဲကျွန်တော်တို့ကျွန်တော်ထည့်ခြင်းတဲ့အတန်တစ်ခုကိုထည့်ထည့်လိုက်မယ်အတန်တစ်ခုထည့်လိုက်ပြီး use နှိမ့်လိုက်မယ်ဒါဆိုရင်အမအတန်နဲ့ quality ကြောင့်ပုံတွေအကုန်လိုက်ထည့်လိုက်မယ်ဒါလာတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်တာပါပဲကဲဒါတော့ဆိုအားလုံးပဲမိတ်ဆွေများ idea ရပြီထင်ပါတယ်เนาะအဲ့တော့မိတ်ဆွေများကျွန်တော်ပြောတဲ့အတိုင်းလုပ်ကြည့်ပါခဏလေး subscriber 1000နဲ့ဝါပါလေးတောင်ရလာပါလိမ့်မယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြီးတော့မှဆက်လက်တွေ့ပါဦးမယ်ဗျ bye bye